တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်းနမဒီကနေ့ဂျွန်လ28ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တိဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တိဆက်မှုလေးကိုအစိုးရကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ဒုက္ခသည်ခေါ်ယူရေး American ရက်ဆိုင်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် American နိုင်ငံဟာဒုက္ခသည်ခေါ်ယူရေးအစီအစဉ်များကိုရက်ဆိုင်တော့မှာဖြစ်ကြောင်း သမ္မတထရမ့်ကဇွန်လ29ရက်နေ့အင်ပီရိုမှာပြုတ်လုတဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်ပါတယ်။ထရမ့်အစိုးရတက်လာပြီးနောက်ပိုင်းဒုက္ခသည်ခေါ်ယူရေးအစီအစဉ်များရပ်ဆိုင်းထားခဲ့ပြီးရင်းတို့ပြုတ်လုခြင်းဟာဥပဒေနဲ့မညီဟုဆိုကာဒုက္ခသည်အရေးကိုညီသူတချို့ကတရားရုံးထံကိုရှောက်ထားခဲ့ရမှာမြို့နယ်တရားရုံးမှာဒုက္ခသည်ခေါ်ယူရေးပြန်လည်လှုပ်ဆောင်ရန်ဆုံးဖြတ်ခဲ့ပါတယ်။သို့သောသမ္မတရဲ့အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများအားတရားရုံးအနေနဲ့ဝင်ရောက်တားမြစ်ခွင့်မရှိကြောင်းတရားရုံးချုပ်ကဇွန်လ29ရက်နေ့မှာဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဆိုပါတရားရုံးချုပ်ရဲ့ဆုံးဖြတ်ချက်ထွက်လာပြီးနောက်အင်ပြတော်မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာတမရထရမ့်ကအခုလိုထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ American နိုင်ငံအနေနဲ့ကမ္ဘာနိုင်ငံအများစုမှဒုက္ခသည်အဖြစ်ရှောက်ထားသူများအား American နိုင်ငံမှာနှစ်စဉ်ခလုံးခွင့်ပေးခဲ့ပြီးမြန်မာနိုင်ငံသားအများစုဟာ American နိုင်ငံကိုဒုက္ခသည်အစီအစဉ်နဲ့လာရောက်ခလုံးခဲ့ကြပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံမှာထွက်ပြေးတိမ်းရှောင်လာသူအများစုဟာအမေရိကန်နိုင်ငံကိုဒုက္ခသည်အဖြစ်ခိုလုံခွင့်ရှောက်ထားခဲ့ပြီး Trump အစိုးရမတက်မီအထိအတော်များများဒုက္ခတဲ့အဖြစ်ခေါ်ယူခဲ့ပါတယ်။သို့သော ထိုင်း၊မလေးရှားနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှာဒုက္ခတဲ့များစွာကြန့်ရှိနေပါသေးတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဒေါ်ဆန်းစုကြည်နေပြည်တော်အချုပ်ထောင်မှာမရှိဘဲလျှို့ဝှက်နေရာမှာဖမ်းဆီးချုပ်နှောင်ခံရရဟုမြမအချင်းထောင်တပ်တွေအဖွဲ့ထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒေါ်ဆန်းစုကြည်ကိုနေပြည်တော်အချုပ်ထောင်နဲ့၁၄မိုင်အကွာမှာရှိတဲ့လျှို့ဝှက်နေရာမှာဖမ်းဆီးချုပ်နှောင်ထားပြီး အဆိုပါဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲအခြေအနေများနဲ့ပတ်သက်၍အဓိကတာဝန်ယူကြရမယ့်အမည်စရင်းကိုမြန်မာအချင်းထောင်တပ်သေး MPW အဖွဲ့အစည်းကယနေ့ထုတ်ပြန်လိုက်ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ဟာနေပြည်တော်အချင်းထောင်နဲ့၁၄မိုင်၂၂.၅ကီလိုမီတာအကွာအဝေးမှာရှိတဲ့စစ်စင်ရေးအထူးအဖွဲ့ကဆာထ6ရုံးဆိုင်တဲ့နေရာမှာလုံခြုံရေးတင်းကျပ်စွာနဲ့မတရားဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း ထိုနေရာဟာစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ယုံထိုင်တဲ့နေရာနဲ့မဝေးပဲလက်ရှိအချိန်မှာဒုပိုချုပ်ကြီးအဆင့်ရှိသူမှတာဝန်ယူဦးစီးနေတယ်လို့ MPW ကထုတ်ပြန်ထားပါတယ်။လက်ရှိမှာဒေါ်ဆန်းစုကြည်ဟာသွားနဲ့ပတ်သက်တဲ့ဝေဒနာနှလုံးနဲ့ပတ်သက်တဲ့ဝေဒနာနဲ့အသက်အရွယ်အရတက်ကြီးပိုင်းမှာဖြစ်လေရှိတဲ့ကျန်းမာရေးဝေဒနာများခံစားနေရပြီးလုံလောက်တဲ့ကျန်းမာရေးဆောင်ရှောက်မှုများကိုစနစ်တကျကုသကွင့်မရရှိပဲစစ်ကောင်စီခွင့်ပြုထားတဲ့ဆေးရုံနဲ့စေမှုများမှတဆင့်စေမီတိုနီးနေတာစေကုသကွင့်ပေးနေတယ်လို့ဖော်ပြထားပါတယ် ဒါအပြင်မိသားစုနဲ့ထောင်ဝင်စာအတွေ့အကြုံကိုပိတ်ပင်ခံထားရတဲ့တဦးတည်းသောနိုင်ငံရေးအကျဉ်းသားဖြစ်ပြီးစစ်ကောင်စီကဒေါ်ဆန်းစုကြည်ကိုရည်ရွယ်ချက်ရှိရှိနဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်နေတယ်လို့ MPW ကထုတ်ပြန်ထားပါတယ်။ဒေါ်ဆန်းစုကြည်ကိုစစ်ကောင်စီကနိုင်ငံတော်အကြီးအကျယ်ပြက်စီရန်လှုံ့ဆော်သည်ဟု၍ပုံမှန်905ခွေစက်တွေဥပဒေပုံမှန်69ပို့ကုန်တွင်းကုန်ဥပဒေပုံမှန်ရှင် တဘာဝ BNA ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုံမှန်25အဂတိတိုက်ဖြည့်ရေးဥပဒေပုံမှန်55ရွေးကောက်ပွဲကော်မရှင်အပေါ်မလျော်ဩဇာ3သည်ဟုစွပ်စွဲချက်နှင့်ရစတကြီးဥပဒေပုံမှန်130ကကြီးနိုင်ငံတော်လျှို့ဝှက်ချက်များပေါက်ကြားခဲ့သည်ဟုသောစွပ်စွဲချက်နှင့်လျှို့ဝှက်ချက်အဥပဒေပုံမှန်31ကငယ် NLD အစိုးရလက်ထက်တဘာဝဘေးကေစရေးအတွက်အီတလီထုတ်ရဟယင်တစီငားယံဝယ်ယူပြင်ဆင်တုံးဆွဲခဲ့သည်ဟုဆိုကာ ရဇသက်ကြီးအမှုအမှတ်46မှ90အထိဆွဲဆိုထားပြီးမတရားအမိန့်များနဲ့စုစုပေါင်းထောင်ဒဏ်33နှစ်အထိအမိန့်ချခဲ့ပါတယ်2023ဩဂတ်လ1ရက်နေ့မှာဒေါ်ဆန်းစုကြည်အပေါ်ကိုဆွဲဆိုအမိန့်ချထားတဲ့ပုံမှန်များထဲမှာတဘာဝဘေးပုံမှန်25ပို့ကုန်သွင်းကုန်ဥပဒေပုံမှန်8စက်တွေရေးဥပဒေပုံမှန်69နိုင်ငံတော်အကြီးညိုပြည့်စုံမှုပုံမှန်905ခခွေစတဲ့အမှု၄မှုကိုလွတ်ငင်းခွင့်ပြုခဲ့တယ်လို့ထုတ်ပြန်ခဲ့ပေမဲ့လက်ရှိအချိန်ထိထောင်ဒဏ်28နှစ်အထိချမှတ်ခံထားရဆဲဖြစ်ပါတယ် အဆိုပါအမိတ်များချမှတ်ရမှာဇဘူတီရီမြို့နယ်တရားသူကြီးဦးမောင်မောင်လွင်တခိနခရိုင်တရားသူကြီးဦးရဲလွင်မန္တလေးတိုင်းတရားလွှတ်တော်တရားသူကြီးဦးမြင့်တန်းနဲ့မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါခင်တင်းဝေတို့မှစစ်ကောင်စီစန္ဒအတိုင်းတသွေးမတိန်လိုက်ပါဆောင်ရွက်ခဲ့ကြတယ်လို့ MPW ကဖော်ပြပါတယ်။ဒေါန်ဆန်းစုကြည်မတရားဖမ်းဆီးခံထားရမှုကြောင့်ဖြစ်ပေါ်လာမဲ့နောက်ဆက်တွဲကိစ္စရပ်များမှာကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်းဒုတိယကာကွယ်ရေးဦးစီးချုပ်စိုးဝင်း ြည်ထရေးဝန်ကြီးချုပ်အောင်စုထွတ်လက်ရှိအနာပေးခံရရာပြည်ထရေးဝန်ကြီးအောင်ရပြည့်လက်ရှိနေဆက်ရေးရာဝန်ကြီးပြည်ထရေးဝန်ကြီးထွန်းထွန်းအောင်ကစားထ6မိုးများဖြစ်ကြတဲ့ဒုတိယဗိုလ်ချုပ်ကြီးတန်းလိုင်ဒုတိယဗိုလ်ချုပ်ကြီးတန်းထွန်းဦးဒုတိယဗိုလ်ချုပ်ကြီးတေစာကျော်ဒုတိယဗိုလ်ချုပ်ကြီးဖုံးမြတ်အချင်းဦးစီးဌာနညွန်ကြားရေးမှုချုပ်ဟောင်းဇော်ဝင်အချင်းဦးစီးဌာနညွန်ကြားရေးမှုချုပ်မျိုးဆွေလက်ရှိနေပြည်တော်အချင်းထောင်ထောင်ပိုင်ဦးသိန်းစုံမောင်ဒုထောင်ပိုင်ဦးကျော်သူရဦးစီးအရာရှိဦးအောင်တန်းမြင့် လက်ထောက်ကြီးကြပ်ရေးမှုကျော်မင်းထိုက်ဦးစီးအရာရှိတင်ဂီမြင့်လက်ထောက်ကြီးကြပ်ရေးမှုမေသူအောင်တာဝန်ခံရမယ်လို့ MPW ကထုတ်ပြန်ထားပါတယ်။အခြားပါဝင်ပတ်သက်၍စစ်ကောင်စီအလို့ကျဆောင်ရွက်သူလည်းများစွာရှိနေတယ်လို့အသိပေးထားပါတယ်။ဒေါက်ဆန်းစုကြည်ကိုအာဏာသိမ်းစစ်ကောင်စီမှမတရားချုပ်နှောင်ထားမှုအကျဉ်းသားအခွင့်အရေးပယ်ဖျက်မှုနဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းမှုအပေါ်ကိုအပြည်ပြည်ဆိုင်ရာအတိုင်းအဝိုင်းမှပြင်းပြင်းထန်ထန်တုံ့ပြန်မှုများပြုလုပ်ရန်နဲ့နိုင်ငံတကာအဖွဲ့အစည်းများနဲ့ နိုင်ငံတကာခေါင်းဆောင်များထံကိုလည်းအောက်ပါအချက်၄ချက်ကိုတောင်းဆိုထားပါတယ်။ဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများအားချက်ချင်းပြန်လွတ်ပေးရင်နိုင်ငံတကာခေါင်းဆောင်များအနေနဲ့စုပေါင်းတောင်းဆိုချက်ထုတ်ပြန်ပေးရန်မြန်မာနိုင်ငံမှာရှိတဲ့အာဏာသိမ်းစစ်တပ်အပေါ်တတမန်ရေးပြအားပေးခြင်းအပြင်စစ်ခေါင်းဆောင်များနိုင်ငံပြင်ပသွာလာမှုများကိုကန့်သတ်ခြင်းပြုရန်ဒေါ်ဆန်းစုကြည်အားလွတ်လပ်သောလူအခွင့်ရေးအဖွဲ့များနဲ့ ICRC မှချက်ချင်းတွားရောက်စစ်ဆေးခွင့်ရရှိရေးတောင်းဆိုရန်ဒေါ်ဆန်းစုကြည်တဦးတည်းချိုးပေါက်ခံထားရတဲ့ မိသားစုဝင်သို့မဟုတ်သက်ဆိုင်သူများနဲ့ထောင်ဝင်စားအဲ့တွေ့ခွင့်ကိုအကျဉ်းသားအခွင့်အရေးအပြည့်အဝပေးရန်အာဏာသိမ်းခေါင်းဆောင်များအားဖိအားပေးတောင်းဆိုရန်တို့ကို MPW ကတောင်းဆိုထားပါတယ်။မြန်မာအကျဉ်းထောင်တပ်တွေ MPW အဖွဲ့အစည်းဟာအကျဉ်းထောင်များနဲ့ထိန်းသိမ်းရေးစခန်းများကိုစောင့်ရှောက်ခြင်းအကျဉ်းထောင်စနစ်များအတွင်းကလူအခွင့်အရေးချိုးဖောက်မှုများကိုမှတ်တမ်းတင်ခြင်းနိုင်ငံရေးအကျဉ်းသားများကိုကူညီစောင့်ရှောက်မှုပေးခြင်းများအဓိကစောင်ရွက်နေတဲ့အရက်ဖက်အဖွဲ့အစည်းဖြစ်ပါတယ်။ ဒေါ်ဆန်းစုကြည်ရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဗဟုကော်မတီဝင်ကိုတိုက်ထွန်းဦးကလည်းကျမကြီးစိုးရွားတဲ့အခြေအနေဖြစ်နေလားဆိုတာမသိရလောက်အောင်အထိလျှို့ဝှက်ထားတာအင်မတန်စိုးရိမ်စရာကောင်းနေပါတယ်လို့ဆိုပါတယ်။ဒါ့အပြင်ဒေါ်ဆန်းစုကြည်ကိုမတရားဖမ်းဆီးထိန်းသိမ်းထားတဲ့ဖြစ်စဉ်မှာပါဝင်နေသူများအလုံးထိုက်တဲ့ပြစ်ဒဏ်များပြန်လည်ပေးနိုင်ရေးနိုင်ငံတကာအတိုင်းအဝိုင်းမှလည်းအာယုံစိုက်တောင်းဆိုရန်ကိုတိုက်ထွန်းဦးကတိုက်တွန်းပါတယ်။ စစ်ကောင်စီကဖမ်းဆီးပြီးနှိရှိထောင်တန်းချမှတ်ခံထားရတဲ့ဒေါ်ဆန်းစုကြည်ဟာပြီးခဲ့တဲ့ဇွန်လ19ရက်နေ့ကအသက်80နှစ်ပြည့်ခဲ့ပြီးနိုင်ငံတကာအတိုင်းအဝိုင်းနဲ့မြန်မာလူထုကလည်းမွေးနေ့ဆုတောင်းတင်ချီ၍ပေးပို့ခဲ့ပါတယ်။မွေးနေ့ဆုတောင်းသူများကိုလည်းစစ်ကောင်စီကဖမ်းဆီးမှုများလှုံ့ဆော်ခဲ့ပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နောင်ချိုမြို့ကိုစစ်တပ်ကအင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်ရမှာစစ်မှုထမ်းတပ်သားတွေများကိုမူရစ်စီကျွေးကအသေးခံတိုက်ခိုင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့ကိုသိမ်းပိုက်နိုင်ရေးအတွက်စစ်တပ်ကစစ်မှုတန်းတပ်သားတင်များကိုမူးယစ်စီကျွေးကအသေးခံတိုက်ခိုင်းနေပြီးစစ်တပ်ထဲမှထွက်ပြေးနေတဲ့စစ်သားများကိုလည်းကယ်ထုတ်ပေးနေရကြောင်းဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA တပ်ဖွဲ့မှတရင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောကြားပါဗျ။နောင်ချိုမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ရေးအတွက်စစ်ကောင်စီတပ်ကစစ်မှုတန်းတပ်သားတင်များ ပြင်းဦးလင်စစ်တင်တဲ့ကျောင်းမှာကျောင်းဆင်းစစ်သားများကိုအုံပြု၍ပြင်းဦးလင်မြို့နယ်ဘက်မှစစ်ကြောင်းတစ်ကြောင်းတောင်ခမ်းဘက်မှစစ်ကြောင်းတစ်ကြောင်းစုစုပေါင်းစစ်ကြောင်းနှစ်ခုနဲ့ဒိုးစစ်ဆင်လျက်ရှိရာမှာတစ်ဖက်သက်အပြစ်ခက်ရက်စဲထားတဲ့ TNL နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကခုခံတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ စေးကျွေးပြီးနောက်ကနေအမိန်ပေးတက်ခိုင်းတော့အစုလိုက်ပြုံလိုက်တက်အစုလိုက်ပြုံလိုက်သေးတယ်အဲ့ဒီသေးတဲ့အလောင်းတွေကိုကြော်ခွာပြီးနောက်ထပ်ထတ်တိုးတာမျိုးကအမြဲကြုံနေရပါတယ်လူသားတိုင်းဆိုလဲဟုတ်တယ်အသေးခံတက်သားဆိုလဲဟုတ်တယ်မြင်ရတဲ့မြင်ကွင်းကကိုလူတွေပါသွေးပြက်ချင်းစရာမျိုးပဲတကယ်လူစိတ်ပြောက်အောင်လှုပ်ထားတာပါကျွန်တော်တို့တက်ပွဲတွေရှိတာတိတိကျကျနဲ့တက်လာတာ ပြီးတော့ပျောက်တော့ထိုးနေတာအနိကတက်လာထိုးတော့အနိကစော်ကြရတာကိုဘက်ကလည်းထိတာတွေရှိပါတယ်လို့ဓနုပြည်သူလွတ်မြောက်ရေးတပ်တော် TPLA တပ်ဖွဲ့မှတရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောကြားပါတယ်။ဒါအပြင်စစ်ကောင်စီတပ်အတွင်းမှထွက်ပြေးနေတဲ့စစ်သားများလည်းရှိပြီးအချို့မှာအကူအညီတောင်းခံလာတဲ့အတွက်ယခုရပိုင်းအတွင်း၈ဦးထက်မနည်းကိုကယ်ထုတ်ပေးမှုများရှိခဲ့ကြောင်းထို့သောကယ်ထုတ်ပေးသူများကိုတပ်ဆိုင်ရာနေမြေဒေသမှရှိတဲ့တော်လှန်ရေးအဖွဲ့များနဲ့ချိတ်ဆက်စည်းစစ်အတီးပြုတ်ကလွတ်မြောက်နေမြေကိုပို့ဆောင်ပေးခဲ့ရကြောင်းသိရှိရပါတယ်။ စစ်မှုထမ်းဥပဒေနဲ့အစွဲခံရပြီးတော့ရှေ့တန်းရောက်လာတဲ့သူတွေအကူအညီတောင်းလို့ကဲထုတ်ပေးရတာဒီရက်ပိုင်းမှာရှစ်ယောက်ထက်မနည်းရှိပါတယ်။အင်ဒေါ်ကြောက်ကူဘယောနောင်ချိုတဝိုက်မှာရောအမြဲလိုလိုဖမ်းမိတာ ထွက်ပြေးခြင်းလို့ခေါ်ထုတ်ပေးရတာတွေရှိတယ်။တက်သေးကနေပြေးခြင်းတဲ့သူတွေကအများကြီးပဲထိုးစစ်လုပ်ဖို့တက်မအစုံကြောင်းအစုံကဆွဲထုတ်ပြီးထိုးစစ်လုပ်နေတာပါ။အင်အားကများဟန်ပြထားတာဝါရဖြန့်တာကအစရှိစုမဲစုအင်အားနဲ့တိတ်ခါဆဲခြင်းလို့ မနိုင်မနှီးတိနဲ့ထိုးစစ်ဆင်နေတာပါလို့ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA တပ်ဖွဲ့မှတရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူကရှင်းလင်းပြောဆိုပါတယ်စစ်မှုတန်ပေါ်တာဆွဲခံရမဲ့သူများအနေနဲ့လွတ်မြောက်နေရာကိုတင်းရှောင်နေထိုင်ကြရန်ပေါ်တာဆွဲခံရပြီးစစ်တပ်အတွင်းကိုရောက်ရှိနေသူများအနေနဲ့လည်းမင်းအောင်လှိုင်နဲ့အပေါင်းအပါလူတစုအတွက်အသက်အသေးမခံဘဲရရနေလန်ရှာကရုံထွက်ကြရန်တိုက်တွန်းထားပါတယ် အကြံဖတ်စစ်ကောင်စီကဇော်လတလလုံးအပြစ်ခက်ရက်စေးရေးကြီးညာထားပေမဲ့လဲနောက်ချိုမျိုးကိုစစ်ကြောင်းများနဲ့အင်အားအပြည့်ထိုးစစ်ဆင်နေတဲ့အတွက်လက်နက်ကြီးများပစ်ခတ်ခြင်းလေကြောင်းတိုက်ခိုက်ခြင်းများကိုလည်းစက်တိုက်လှုပ်ဆောင်နေကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းဝန်ကြီးချုပ်ရာဒူးကနှုတ်ထွက်ပေးဖို့ဘန်ကောက်မှာဆန္ဒပြဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဆန္ဒပြသူတထောင်ခန့်ဟာဘန်ကောက်ရဲ့အကြီးကအချက်ချာကျတဲ့နေရာဖြစ်တဲ့ Victory Monument မှာစနေနေ့ဇွန်လ28ရက်နေ့မနက်ပိုင်းမှာထိုင်းဝန်ကြီးချုပ်ပေတုံတန်ယာရိုးကနေနှုတ်ထွက်ပေးဖို့စုယုံဆန္ဒပြခဲ့ကြရမှာအနာပိုင်တွေကလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်ရစ်တက်ဖွဲ့အင်အားအများအပြားကိုချထားခဲ့ပါတယ်။ဒီမိုကရေစီလိုလားတဲ့အဖွဲ့အစည်းတွေရဲ့ညွန်ပေါင်းအဖွဲ့မှစီစဉ်တဲ့အဆိုပါဆန္ဒပြပွဲဟာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ရန်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်ပေးရန်တောင်းဆိုခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ဆန္ဒပြသူတွေဟာငြင်းချမ်းစွာစုဝေးခဲ့ကြပြီးခေါင်းဆောင်တွေကယာယီစင်မြင့်ပေါ်မှလူတို့ကိုမိကွန်းပြောကြားခဲ့ကြပါတယ်။မြို့နယ်ရဲတပ်ဖွဲ့ MPP မူရဲဘော်ချုပ်ကြီးတီရဒက်ချ်တမဆူတီကအင်အား2055ဦးရှိတဲ့ရဲတပ်ခွဲ၄ခုကိုအဲ့ဒီနေရာကိုဆစ်လွတ်ခဲ့ကြောင်းအတည်ပြုပြောကြားထားပါတယ်။ဒါအပြင် CCTV ကင်မရာအလုံး200ကျော်နဲ့နေရာတဝိုက်ကိုစောင့်ကြည့်ကလုံခြုံရေးလုပ်ငန်းတွေတင်းကျပ်ခဲ့ပါတယ်။အနာပိုင်တွေကအများပြည်သူဘေးကင်းရေးအတွက်ကြိုတင်ကာကွယ်မှုတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။ ဘောရှင်လင်းရဲ့အဖွဲ့တွေ EOD ကမြင်းကြီးတက်တဲ့ BTS Sky Train ကောင်းကင်တံတားတွေပေါ်မှာမတင်ငါဘွေရပစ္စည်းတွေရှိမရှိကင်းလက်စစ်ဆေးနေတာကိုတွေ့မြင်ခဲ့ရပါတယ်။ဒါအပြင်အရေးပေါ်ကျန်းမာရေးအခြေအနေအတွက်လူနာတင်ရင်၄စီးကိုဆန္ဒပြ area အနီးမှာအသင့်အနေထားနဲ့ချထားခဲ့ပါတယ်။အဆိုပါဖြစ်စဉ်ကြောင့် Victory Monument အနီးတစ်ဝိုက်မှာယင်ကြောပိတ်ဆွမှုတွေတိတိတသားဖြစ်ပွားခဲ့ပြီးရဲတပ်ဖွဲ့ကမော်တော်ယာဉ်မောင်းနှင်သူတွေကိုထိုနေရာအရှောင်ရှားတွာလာကြရန်အကြံပြုထားပါတယ်ခင်ဗျာ။ ဲ့ဒီနောက်မင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲအားကုလမရေးစရာကောင်းဟုပြောဆိုတဲ့စောင်းပါရှင်ဆရာလဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။မင်းအောင်လှိုင်က၎င်းရဲ့ရွေးကောက်ပွဲကိုလုံမဲ့တကယ်ကလေတံပစ်လာတဲ့အတွက်ပြည်တွင်းပြည်ပမှာပြင်းထန်တဲ့ဝေဖန်ရှုတ်ချမှုများထွက်ပေါ်လာခြင်းမှာတရုတ်၊ရုရှား၊အိန္ဒိယ၊ထိုင်းကိုယ်စားလှယ်များရှေ့မှမှငြိမ်းချမ်းရေးဖိုရမ်ဆိုကတခန့်တနခေါ်ယူကျင်းပလာခဲ့ပါတယ်။တရုတ်အထူးတန်ကြီးတိတ်ရွှီကျွင်းတဲ့အတူတက်ရောက်လာသူများကလည်း အပြစ်ကရဲစဲကြီးလက်မှတ်ရေးထိုးထားကြတဲ့တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များနဲ့အပြစ်ကရဲစဲကြီးလက်မှတ်ထိုးထားခြင်းမရှိပေမဲ့၎င်းတို့နဲ့တနက်တစ်ချက်မှဖောက်ပိုးခြင်းမရှိတဲ့ဝ NDAA နဲ့ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရွေးကောက်ပွဲဝင်မဲ့နိုင်ငံရေးပါတီများ၎င်းတို့လက်အောက်ခံရက်ဖက်အဖွဲ့အစည်းများသာပါဝင်နေတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲမျိုးဖြစ်နေပါတယ်။လာမယ့်ရွေးကောက်ပွဲအောင်မြင်ရေးဟာနိုင်ငံတည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးရရှိလာရေးအပေါ်မှီတည်နေ၍ အားလုံးလက်နက်စွန့်ပြီးရွေးကောက်ပွဲဝင်ကြဖို့အောင်းနိုင်နေသူပမာပြောဆိုနေပြန်ပါတယ်။သို့သောရွေးကောက်ပွဲမှာအနိုင်ရသူကိုအာဏာလွှဲပြီး၎င်းတို့စစ်တမ်းရပြန်ပြီးဆိုသည်နှင့်ပတ်သက်၍စကားတလုံးမှာတော့မဟုတ်ပါဘူး။မြို့တော်ပင်အနိုင်ရစေကမူ2008ဖွဲ့စည်းပုံနဲ့၎င်းတို့လက်အောက်တွင်သာရည်တည်ကြရမယ်လို့ဆိုလိုနေခြင်းဖြစ်ပါတယ်။ကြတာပရိနေမှာဖိုရန်တက်ရောက်သူအများစုကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစီးဝါရိုက်ရန်တကားပိတ်စီဝေးကြတယ်လို့အေယာဝတီသတင်းကဆိုပါတယ်။ မင်းအွန်လိုင်းနဲ့အဖွဲ့ကရုတ်သိမ်းများကိုပွဲထုတ်ပြီးတခိုးကလူဟစ်တဲ့ငင်းချင်းရေးစကားတွင်တွင်ဟစ်ကြွေးလာခြင်းသာဖြစ်ပါတယ်။မင်းအွန်လိုင်းနဲ့စစ်အုပ်စုဟာဘေကျင်းရေးပြတဲ့ဇညွန်အတိုင်းကပြအသုံးတော်ခံရပေမဲ့လည်း၎င်းတို့ရဲ့ရွေးကောက်ပွဲဟာလူကြီးစရာကြီးဖြစ်နေတာကိုကောင်းစွာသိထားပြီးလည်းဖြစ်ပါတယ်။ယခုအချိန်ထိလည်းရွေးကောက်ပွဲရက်ကိုအတိအကျမတက်မတ်နိုင်သေးသည်သာမကနိုင်ငံရေးပါတီများအတွက်မဲဆွယ်ကာလပင်သတ်မှတ်ပေးနိုင်ခြင်းမရှိသေးပါဘူး။တကယ်တမ်းမှာနိုင်ငံရေးပါတီများကမဲဆွယ်စရာလည်းမလိုလှပါဘူး။ ထွက်ပေါ်လာမဲ့ရလက်က၎င်းတို့လက်ထင်းမှာရှိနေပြီဖြစ်တဲ့အတွက်စိတ်တော်သည့်ဘောင်းတော်ညိတ်အလုံနိုင်ဆုံးဟုယူဆခံရသူများသာလွတ်တော်တဲမှာဝင်ခွင့်ပေးမှာဖြစ်ပါတယ်။မင်းအောင်လိုင်းရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကုလလူအခွင့်ရေးတာဝန်ခံ Tom and Drew မှဂျီနီဗာမှာဗုဒ္ဓဟူးနေ့ကသတင်းတောက်များကိုစစ်အုပ်စုရဲ့ရွေးကောက်ပွဲဟာပြပမှာအတိအမတ်ပြုခံရရေးတသက်ပြုလို့မဲ့ရွေးကောက်ပွဲမျိုးဖြစ်တဲ့အတွက်လိန်ညာလှည့်ပြနေခြင်းသာဖြစ်တယ်လို့ပြောဆိုသွားခဲ့ပါတယ်။ စစ်တပ်အုပ်ချုပ်မှုအောက်မှာဒီမိုကရေစီရွေးကောက်ပွဲလုပ်ပြီးဆိုဒီကပင်ရည်စရာကောင်းနေရတယ်လို့ဆိုပါတယ်။အတိုက်ခံလို့သူ2000ခန့်ဖန်စီနှိပ်ဆက်အကျဉ်းချထားပြီးအမှန်ကိုအမှန်အတိုင်းတည်င်းရေးသားအစီရင်ခံခြင်း၎င်းတို့အောင်ဝေဖန်ပြောဆိုမှုများကိုပင်တရားမဝင်ဟုတတ်မှတ်ထားသူများကဥဆောင်လုပ်မဲ့ရွေးကောက်ပွဲမျိုးဟုလည်းမှတ်ချက်ချသွားခဲ့ပါတယ်။ယခုအချိန်ထိတည်င်းသမားအနည်းဆုံး60ခန့်အကျဉ်းထောင်ထဲမှာရှိနေဆဲဖြစ်ပါတယ်။ဒေါ်ဆန်းစုကြည်အတွက် မွေးနေ့ဆူတောင်း Facebook ပေါ်မှာရေးသားခဲ့တဲ့အမျိုးသမီးတဦးကိုဖမ်းဆီးခဲ့မှုကိုနမူနာအဖြစ်ထုတ်ပြသွားခဲ့ပါတယ်။မင်းအွန်လိုင်းကိုတိုင်မင်းနိုင်ငံတကာမှနာမည်ပြည့်စည်ရင်သွင်းကပိတ်ဆို့တန်ခတ်ခံထားရတဲ့အပြင်နိုင်ငံတကာရာဇဝတ်ဆိုင်ရာတရားရုံးရဲ့ရှေ့နေချုပ်ကပင်၎င်းကျူးလွန်ထားတဲ့ပြစ်မှုများအထက်ဖမ်းဝရမ်းထုတ်ပေးရန်ရုံးတော်ကိုတင်ပြတောင်းဆိုထားပြီးဖြစ်ပါတယ်။မင်းအွန်လိုင်းမှာဘယ်လာရုစ်မှာ အနောက်တိုင်းရဲ့စီးပွားရေးပိတ်ဆို့မှုများကိုယခင်ကဂဒါဖီနဲ့ဆတ်တန်ဟူစိန်တို့ရဲ့ကိုယ်စားလှယ်များပြောဆိုတဲ့လေတံအတိုင်းတသွေးမတိန်ပြောဆိုရှုတ်ချနေချိန်မှာ၎င်းရှီယာနဲ့မဝေးကွာလှတဲ့ဂျင်နီဖာမှာကုလလူအခွင့်ရေးမဟာမင်းကြီးဗော်ကာတက်မှနိုင်ငံတွင်းဖြစ်ပျက်နေမှုများနဲ့၎င်းတို့ရဲ့လုပ်ရက်များကိုကျင်းပစေညီလာခံမှာအကြစ်တဝင့်တင်ပြပြောဆိုသွားခဲ့ပါတယ်။မြန်မာပြည်သူရဲ့ခံနိုင်ရည်စွမ်းအားနဲ့တတ်တီကိုလည်းရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ၎င်းတို့အားတာဝန်ခံမှုနဲ့တရားဥပဒေနဲ့အညီအရေးယူနိုင်ရေးဟာငြိမ်းချမ်းသာယာပြီးအလုံးပောင်ဝင်နိုင်မဲ့အနာဂတ်မြန်မာနိုင်ငံပေါ်ထွန်းရေးအတွက်လွန်စွာအရေးကြီးကြောင်းလဲထည့်သွင်းပြောဆိုသွားပါတယ်။လုံခြုံရေးကောင်စီကိုလည်း၎င်းတို့အမှုတွဲကိုနိုင်ငံတကာရာဇဝတ်တရားရုံးကိုလွှဲပြောင်းပေးရန်လဲတိုက်တွန်းသွားပါတယ်။ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းမှအတူပီဆိုင်ရာနှစ်ပတ်လည်ညီလာခံမှာ မြန်မာပြည်မှာစစ်အုပ်စုလက်ချက်နဲ့တည်ဆုံးသူစုစုပေါင်း6800ကျော်သွားပြီဖြစ်တဲ့အတွက် R2P ရဲ့မြင့်မြတ်သောတာဝန်ခံချက်များကိုလိုက်နာအကောင့်ထဲပေါ်ပေးရန်နယူးယောက်မြို့မှာရှိတဲ့ကုလသမဂ္ဂအထွေထွေညီလာခံဆင်မြင့်ပေါ်မှနေ၍တောင်းဆိုသွားခဲ့ပါတယ်။ပုံမှန်၎င်းတို့ငင်းချမ်းရေးဖိုရမ်ကျင်းပနေရနေပြည်တော်မှာမိုင်250ကျော်အကွာမှာရှိတဲ့ကြောင်မဲမြို့ကိုအင်ကာနေကပေါင်900ဘုံးနဲ့ကျဲချတိုက်ခိုက်ခံရတဲ့မြင်ကွင်းကိုတွေ့ရနိုင်ပါတယ်။ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမည်လို့ရည်သားထားပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုဆုံးတိနောက်ဆက်ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။ကြပါစေခင်ဗျာ။ကြပါစေခင်ဗျာ။